နေပြည်တော်မှာဘိုးဝေသမားကိုတတ်ပြီးပြည်စည်းလူရမှုဖြစ်ပွားမင်္ဂလာပါအော်ဒီယိုဘိုင်းစောနိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့နေပြည်တော်မှာဘိုးဝေသမားကိုတတ်ပြီးပြည်စည်းလူရမှုဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေပြည်တော်ကောင်စီပြည်ထောင်စုနယ်မြေစပူတရီမြို့နယ်ဒုက္ခသတိရက်ွက်ဒုက္ခတောင်ဝင်အရာနီးမှာရှိတဲ့ Top Star စီဆိုင်ရှိမှာအော်တိုဘာလ23ရက်နေ့ညပိုင်း7:00ကျော်လောက်က ။အိုးဝေမောင်းတဲ့အမျိုးသားတယောက်ဓာတ်နဲ့ထိုးသက်ခံရပြီးပစ္စည်းလူရက်ခံရတယ်လို့သိရပါဗျ။မြို့မဆေးကနေခီးသက်တင်ဆောင်ကပြန်လာစဉ်လမ်းမှာလယ်ဘင်းကိုဓာတ်နဲ့သုံးချက်ထိုးအသက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ညပိုင်းပြန်လာတော့အိုးဝေသမားကစီဆိုင်ရှိမှအိုးဝေရက်ပြီးအတီတယောက်နဲ့စကားရက်ပြောချင်လူလေးယောက်ရောက်လာပြီးပစ္စည်းလူပြီးလူကိုဓာတ်နဲ့ထိုးသွားတာပါ။အိုးဝေသမားကဆေးရုံရောက်မှဆုံးသွားတာ။ဇဘူတရီမှာ လူတက်လူရမှုဖြစ်တာတလားတစ်ခါလို့ပုံမှန်ဖြစ်နေပြီမလကလေးကဖြစ်နေတာအခုချိန်ဒီပဲဇဘူတိမမဖြစ်ရင်ပုပ်ပသေးပြီးတော့ဩဒရသေးပြီးတော့မှလူရတက်ဖြတ်ပြီးတရားခံတွေကိုဇဘူတိမမိတယ်လုံချုံနေဆိုတာဘယ်နေရာမှမရှိဘူးတွားတိလာတိနဲ့နေစေခြင်းနဲ့ဒုက္ခတောင်းဝင်အရာတွင်နေထိုင်သူတို့ကပြောဆိုခြင်းဖြစ်ပါတယ်အသက်ခံရတဲ့အိုးဝရှင်မောင်မျိုးသားကတော့ဩဒရသေးပြီးမျိုးနဲ့ရွှေနသာရက်ွက် တစ္ဆာ30လမ်းမှာနေထိုင်သူကိုအောင်ဆိုသူဖြစ်ပြီးမိသားစုနဲ့လည်းအဆက်အသွယ်ရရှိထားရလို့သိရပါဗါအောင်ဟာအနေအေးဆေးပြီးသဘောကောင်းတဲ့လူငယ်တယောက်ဖြစ်ကြောင်းဇာတိယတောင်တွင်းချင်းမျိုးနဲ့ကောက်ကောက်ကောင်းကားဖြစ်ကြောင်းလည်းသိရပါဗါလက်ရှိမှာအိုးဝဲသမားကိုတတ်ပြီးဖုံးနဲ့ပစ္စည်းကိုလူရက်သွားတဲ့ကျူးလွန်သူတွေကိုဖမ်းဆီးရမိရဲ့အတွက်တပ်ဆိုင်ရာကစောင်ရွက်နေပြီးယခုထိတော့ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါဗါယခုနောက်ပိုင်း နေပြည်တော်ကောင်စီနယ်မြေတွေကစပုတ်တရီမြို့နယ်ပါဝင်မြို့နယ်ချုံးမှာစိုင်းကယ်တွေစီးနှင်းသူတွေကိုမကြာခဏဓာတ်ထလူရက်မှုတွေဖြစ်ပွားလာတယ်လို့ဒေသခံတွေစီကသိရပါတယ်လူပြတ်တဲ့လမ်းတွေဆိုနေဘက်တောင်မသွားရဘူးအဖွဲလိုက်လူများမှာပဲသွားရတယ်အခုကလူရင်ဓာတ်နဲ့ထလူရာညီမတငယ်ချင်းဆိုရင်ဓာတ်နဲ့ထောက်ခံရပြီးစိုင်းကယ်ရောဖုံးရောပိုက်ဆံအရောဝတ်ထားတဲ့ရွှေရောအကုန်ယူသွားတာဈေးရဝဲလာတဲ့ပစ္စည်းတွေတောင်ယူသွားတယ် ဇဘုတ်တိမှာမေလားအစာပြီးအခုလွတ်သားမှုတော့လူရမှုဖြစ်တာ၆မှုရှိတယ်။အဲ့ဒီတွေကသုံးမှုကမိတယ်။ကြံတဲ့သုံးမှုကမမိသေးဘူး။လူတက်လူရမှုတိုင်းမှာ၃ယောက်၄ယောက်ကအမြဲပါတယ်။အောက်စုဖွဲ့ပြီးလူတာ။အခုလူရမှုဖြစ်စဉ်က9ကြိမ်မြောက်ပဲ။နေပြည်တော်ဩဒရာတိမှာနေထိုင်သူတယောက်ကပြောခြင်းဖြစ်ပါတယ်။မေလား၂၀ရက်ကဇဘုတ်တိမြို့နယ်ဂျန်းရှင်းစစ်တပ်နောက်ကျောလန်း အစင်းမြင့်စေးနားမှာဆိုင်ကယ်စီးလာတဲ့အမျိုးသားတစ်ယောက်ကိုအမျိုးသားတစုကရိုင်းနဲ့ဒါနဲ့ထိုးတဲ့အခါဆိုင်ကယ်လူရဲ့ယူငင်သွားပါတယ်။နောက်ပြီးဇူလိုင်လ16ရက်ကလည်းလေပြည်တော်ဩဒရာသတိမျိုးနဲ့တပေကုန်းချင်းစာရှိလေကျွမ်းမနိုင်ဖုန်ကြီးเจ้าကကပ္ပိယဖြစ်သူဥလာဝင်းဆိုသူလည်းအသက်ခံရပြီးဖုန်းနဲ့ငွေလူရက်ခံရတဲ့အပြင်အလောင်းမှာစွန့်ပစ်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီမှုမှာတော့တရားခံတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒါပြင်စတေမန်လတရက်ကလည်း အော်တရာတရီမြို့နယ်ဇလောင်းကျေးရွာကအမျိုးသမီးကိုမရင်ကျင့်ပြီးလူရက်တပ်ဖြတ်ခဲ့သူနှစ်ယောက်ကိုစဘူတရီမြို့နယ်စောက်လို့ရေးလုပ်ငန်းခွင်ထဲမှာဖမ်းမိခဲ့ပါတယ်။နေပြည်တော်ကောင်စင်နယ်မြေအော်တရာတရီမြို့နယ်နဲ့ဇေယာတရီမြို့နယ်မှာလူတပ်ပြီးပစ္စည်းလူရက်သူတွေကိုခရိုင်တရားရုံးတွေကတရားအမိန့်တွေချမှတ်ပေးခဲ့ပေမဲ့လူရက်မှုတွေကတော့ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။